ကြုံလေးဆိုအဲ့လှုပ်တဲ့အချိန်တော့ကျွန်တော်အိမ်မှာမရှိဘူးပေါ့နော်ပြင်ရောက်နေတာပြင်ရောက်နေဆိုအိမ်လည်းရောက်ရောကြည့်လိုက်တော့အပြင်ကနေကြည့်လိုက်တော့ဟိုဆောက်ဦးကတော့ကြည်ကြည်မမတော့မထိခိုက်သွားဘူးပေါ့နော်ဒါပေမဲ့ထဲရောက်တော့အဲ့လေကားနိုင်ရံနေပြူတယ်ပေါ့နော်နောက်မိဖို့ကြောင့်နိုင်ရံပေါ့နော်အော်တိုင်လေးတစ်တိုင်ပေါ့နော်နည်းနည်းလေးထိတယ်ပေါ့နော်အဲ့လိုကြီးကြီးမားမားဟို structure ကြီးကြီးမားမားတော့မထိဘူးပေါ့ဟုတ်ဟိုဟာအဲ့ချိန်ကကျွန်တော်တို့ကဒီဖျားဝစ်ပြူနေတဲ့ချိန်တော့အတွင်းထဲမှာနေရတာပေါ့နိ cycle ရဲ့ကျွန်တော်အပြင်မှာထားရတာဆိုတော့ ဒီလောက်တယ်ဆိုပြီးတော့မှလူတွေပဲကိုကိုလုံယုံသွားတော့ဒီ cycle တွေဘာလဲကိုရီးယားယူချိန်မရှိဘူးလေအဲကျွန်တော်တို့ပြီးပြီးလွားတဲ့ချိန်ကျမှအဲတစ်ခေါက်ပြန်လာကြည့်တော့ကျမှဒီ cycle တွေကပြိထားပြီးတော့မှအထဲမှာတော်တော်ပိတ်ယူပိတ်ယူသွားတော့ဘာမှယူချိန်ကိုမရှိတော့မရှိတော့ကျွန်တော်တို့ပြီးရင်လွားရင်းနဲ့ပဲ cycle ကြီးကိုပြစ်ထားခဲ့လိုက်တဲ့သဘောဖြစ်သွားတာပါဗျာအာခံစားချက်ကတော့အများကြီးပေါ့ဗျာအများကြီးဝင်းတာတယ်ပေါ့ဒီပြောတဲ့စကားတွေကိုပို့ပြီးတော့ဝင်းတာတယ်ပေါ့ကျွန်တော်တို့က ဘာလို့ဆိုကျွန်တော်တို့ကဒီလိုမြေမြန်ဆန်လုပ်ပြီးတဲ့အတွက်ကျွန်တော်တို့မှလည်းအများကြီးအကျိုးရှိရပေါ့လုပ်ငန်းတည်ဆောက်တဲ့နေရာမှာကစားမနဲ့ပြောရဲဆိုတဲ့နေရာမှာကျွန်တော်တို့ကကျွန်တော်တို့အတွက်လည်းပို့ပြီးတော့အကျိုးမြတ်ရှိတယ်ဆိုတော့ဒီ company ကိုလည်းကျွန်တော်တို့က global board ကိုလည်းကျွန်တော်တို့ကကျေးဇူးအများကြီးတင်တယ်ပေါ့ဗျာကျေးဇူးတင်စကားကတော့တော်တော်လေးကိုကျေးဇူးတင်ပါတယ်အများကြီးမထင်ထားဘူးဗျာပြီးအဲ့ဒီဒီလိုမျိုးမြေမြန်ဆန်ဆန်အောင်လေလုပ်ပေးမယ်ရက်ပိုင်းတွင်းအချိန်ပိုင်းတွင်းအောင်လေမြေမြန်ဆန်လုပ်ပေးမယ်လို့ကျွန်တော်တို့ကထင်အောင်မထားခဲ့တာအဲဘာလို့လဲဆိုတော့လုပ်ငန်းများတယ်လေဗျာ process ကလည်းများတော့ကျွန်တော်တို့ကလည်းအဲ့ဒါနဲ့ အဲနောက်ပိုင်းကျတော့ခုလိုပေါ့မြင်းမြန်ဆန်ရော်တဲ့အတွက်ကျွန်တော်တို့ကဟိုဒီပေါ်မှာအများကြီးပေါ့ဝမ်းသာပါတယ်ခင်ဗျာကျွန်တော်အဲဖြစ်ဖြစ်ချင်းနေရတော့ဟိုလိုင်းနေအကုန်ပြက်ကုန်တာလေနော်ဖုန်းနေရလည်းမရတော့အဲမဆက်သွယ်ဖြစ်ဘူးမရတော့ကျွန်တော်ရန်ကုန်ရုံးကိုဆက်လိုက်ဆက်လိုက်တော့ခါကျတော့တို့ကတော့စိတ်မပူနဲ့ပေါ့နော်အဲဒါပေးမှာဟိုလိုင်းဆက်သွယ်ရလို့ရတဲ့ခါကျလို့ရှိရင်ဆိုတော့အဲနောက်ကျတော့ပထမဆုံးကိုအောင်တော့ကျွန်တော်ဆက်သွယ်လာလေဆက်သွယ်လာပြီးတော့ဆရာအိမ်မှာဖြစ်သေးတော့ပါညာပေါ့နော်အဲ့ဒါနဲ့ဆိုကျွန်တော်ဒီလိုလိုလိုပဲဆိုအဲ့ဒါနဲ့သူက အဲနောက်ရကြတော့ဒီရုံဟိုရုံကလူတွေလည်းလာကြည့်တယ်လေလာကြည့်ပြီးတော့သူတို့မှတ်တမ်းလေးယူသွားတာပေါ့နော်ဟုတ်ဟုတ်အဲဟိုဝမ်းသာပါတယ်ဝမ်းသာပါတယ်ဆိုတာတကယ်တမ်းကိုယ့်ဟာကိုယ်ပြင်မယ်ဆိုလို့ရှင်လဲကျွန်တော်တို့အခုချိန်တော့ငွေကြေးရအောင်ဟိုအကုန်လုံးစဉ်းစားရတာလေနော်စဉ်းစားရတာဒါဒါအမကန်ဒါရတဲ့ခါကျတော့ကျွန်တော်တို့လည်းဒါဟိုပို့ပြီးတော့မှဟိုစစ်ချက်လက်ချပေါ့နော် quality ကောင်းကောင်းပေါ့နော်ဒါမျိုးတွေပြင်နိုင်တာပေါ့ ိုက်အတွက်ဟိုဝန်တာပါလေဟုတ်ဟုတ်အမကန်ကတော့ဒါဟိုထားထားတဲ့နာပေါ့နော်ထားတဲ့နယ်ဆိုတာဟိုဘာမဲချင်းဘာဖြစ်လာမလဲဆိုတော့ကိုကကြိုမသိနိုင်သိနိုင်တဲ့အတွက်ကြောင့်မလို့ဒါကိုထိခိုက်မှုတစ်ခုခု ရှိခဲ့တယ်ရှိတော့ပေါ့နော်အဲ့အတွက်ဒါအမကန်ထားခြင်းအပြင်အဲကို့ပေါ်မှာဝန်တော်ဝန်ဘူးတစ်ခုညော့တာပေါ့အဲ့ဒါလေးကျန်တဲ့လူတွေလည်းဒါဟိုထားဖို့အတွက်ကျွန်တော်အကြံပေးပါတယ်ဟုတ်အဲထွေထုတော့ပြောစရာမရှိပါဘူးဟိုဒါဒီလိုမြန်မြန်ဆန်ဆန်လေးเนาะဟိုရောကြီးကိုဒါကျွန်တော်တို့ ဟိုမပြောရပဲနဲ့လေတောင်းတောင်းဆိုမှုမရှိပဲနဲ့လုတ်ပေးတဲ့အတွက်ဆိုတာကျွန်တော်တို့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်အာကျွန်တော်နာမည်ကဝင်းထက်ရှင်ခေါ်ပါရဲ့ဗျာ။ကိုကနေရလေးစားတော့34လမ်း9 4 5ကျမှနေပါရဲ့ခင်ဗျာ။ဟုတ်စိုက်ကယ်လေးကကိုက Yamaha R5 version 2ပေါ့ကိုနော်။ဟိုက license လေးကတော့ A11 9 5ရှင်းတဲ့လေးနဲ့ကျွန်တော်ကိုင်ဆောင်ထားပါရဲ့ဗျာ။ ငလင်ကကြတော့ကျွန်တော်ဒီတောက်ကြနေဆိုတော့ကျွန်တော်ဖျားဝတ်ပြုတဲ့အချိန်မှာဒီစိုက်ကယ်လေးကိုကျွန်တော်တို့အရှိမထားရတာပေါ့လေထားအချိန်မှာကျွန်တော်ဒီငလင်ပြိုသွားတော့ကျွန်တော်လည်းပြေးကြလွားကြရင်လည်းပေါ့အပေါ်ကနေပြီးတော့မှဒီအဆောက်အဦပြိုသွားပြီးတော့မှစိုက်ကယ်လေးကပြီးသွားတာပေါ့နော်ကျွန်တော်ဒီလောဆယ်မှာအဲတော်တော်ပျက်စီးသွားနေထားမှာဖြစ်တဲ့ကျွန်တော်ဒီအာမဂန်လေးလှုပ်ထားရပေါ်မှာဒီအာမဂန်ယုံကိုကျွန်တော်ဆက်သွဲ့ပြီးတော့မှဒီစိုက်ကယ်လေးအနှံ့ရင်းပြီးပါမှာဒီအခုလို့ဒီယုံကခေါ်လို့ကျွန်တော်လာခြင်းဖြစ်ပါတယ်ဗျာနော်ဒီပေါ့နော် ဟုတ်ကဲ့ဟိုဟာအာမခံလေးလှုပ်ထားတော့ကျွန်တော်အနေနဲ့အခုအဆင်ပြေသွားတာပေါ့နော်ဒီအာမခံပရီမီယာရေးသွင်းထားမှာအမောက်ကနည်းနည်းပဲသွင်းရပြီးတော့အခုဒီစိုက်ကယ်ကိုတန်ဖိုးတိုင်းကိုပြန်သိမ်းကားလေတိတိပြန်ရောပေးတာပေါ့လေနော်အဲ့တော့လေကျွန်တော်ဒီ Global War International ကိုလည်းအထူးကျေးဇူးတင်ပါတယ်နော်ဒီနောက်နောက်လည်းကျွန်တော်ဒါမျိုးပေါ့ဒီ company နဲ့ကျွန်တော်ဆက်သွယ်မယ်ပေါ့နော်ဒီ company နဲ့ဒီ company မှာဒီလိုအာမခံထားရလဲကျွန်တော်ဝမ်းသာတယ်ပေါ့အခုလိုတပြားမှမရထက်ဆိုင်ဒီလိုအာမခံလုပ်တာတော့ ျွန်တော်နဲ့နာတဲ့သူလည်းစိတ်ချမ်းသာတော့ပေါ့လေကဲဟိုပေါ်လာဒီအာမခံထားတဲ့အပေါ်မှာဘာပဲဖြစ်ဖြစ်ကိုယ့်အတွက်အခွင့်အရေးတစ်ခုရတာပေါ့လေကျွန်တော်အာမခံမထားထိုင်တော့အခုလိုမျိုးကျွန်တော်တို့လည်းဒါမျိုးပတ်စံပြန်ရဖို့မရှိဘူးလေနော်ဒါအာမခံထားတဲ့အပေါ်မှာကိုယ်နဲ့နာမှုတော့ကိုဒါအကုမ္ပဏီကနေပြီးတော့မှကျွန်တော်တို့တော့ကိုပြပြန်လုတ်ပေးတာပေါ့လေအဲဒီကုမ္ပဏီရဲ့ကျေးဇူးကြောင့်ပေါ့ဒါကျွန်တော် ိုဆုံးရှုံးသွားတဲ့အရာတော့ဆုံးရှုံးသွားပဲဒါပေမဲ့ဆုံးရှုံးသွားတာဟိုမှာကိုကပြန်ပြီးရတဲ့သဘောပေါ့အဲ့လိုပါပဲ